ဆုံးရှိပါတယ်။ဟောမေဟုတ်မေတာရဝယ်ချက်ချက်ပြုတ်ပြင်းစင်အောင်မေနဲ့တားဆက်ရုပ်လည်းဖြစ်တယ်ပေါ့ဆိုတော့သူ့အနေနဲ့ထူ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 မူးထန်နေကြတော့မလို့ပေါ့ဒါပေမဲ့သူကတော့အပြင်မှာတော့အမေကိုချစ်တဲ့သားပေါ့ဒီတက်မှာတော့အဲ့လိုမျိုးပေါ့နော်ဒါအဖေဘက်ကပါတဲ့သားဖြစ်နေရပေါ့နော်အဖေသားအဖာရင်းတွေးစီစီမှုလို့ကြည်ခင်တဲ့ကအဒရိုက်တာလည်းကြိုပြောထားပါဗျအကောင်းနေတဲ့ဖုံမင်းပေါ့နော်တော်တယ်ပေါ့နော်အဲ့လိုပြောတယ်တော့ဘာလို့ဒါတိုင်း တမားတို့ထွက်လိုက်တားအမေတောင်းကြာမမရဲ့ခြေအရတော့ခုတော့သူနင်းနေပြီပေါ့နော်ဟိုပရိသတ်တွေရဲ့အာပေမှုနဲ့သူ့ရဲ့ကံနေစမ်းနေနဲ့စုံတဲ့ခါချရင်တော့ပို့ပြီးတော့ ို့ထက်လည်းအောင်မြင်နိုင်တယ်လေမင်းသားဆိုတာမင်းသမီးနဲ့မတူမင်းသားတယောက်အောင်မြင်ပိုအောင်မြင်တာဘူးเนาะဟုတ်တယ်ဒီနေ့တသား MRT4 နဲ့ Hey Play ပေါ့เนาะပူပေါင်းပြီးတော့ရိုက်ကူးထားတယ်လှိုင်းလေချားကပန်းရွှေချားဆိုရယ်စီးရီးလေးကအခုလာမဲ့နက်ဖြန်ပေါ့เนาะဒီဇင်ဘာ3ရက်နေ့ဆိုရင်အာတနေ့လာကနေတောက်ချာပတ်စင်တိုင်းပေါ့เนาะပြသပြီးပဲဖြစ်ပါတယ်ဒါကြောင့်မလို့အစာလေးတို့ဒါပေါ့နော်ဒီဒီပွဲလေးကိုပေါ့နော်ဒါမနေ့ပြန်ပြသတော့မှဖြစ်တဲ့အတွက်ဒီပွဲလေးကိုလာပြီးတော့ချီးမြှင့်ပေးတာပါဒါအတွက်ဟုတ် โอเคသူလုံနိုင်ပါတယ်ပေါ့เนาะဘာပဲဖြစ်ဖြစ်အမေနဲ့သားဆက်ရုပ်လည်းဖြစ်တယ်ပေါ့ဆိုတော့သူ့အနေနဲ့ဟိုထူ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 မူးထန်နေစရာတော့မလို့ပေါ့ဒါပေမဲ့ तू ကတော့အပြင်မှာတော့အမေကိုချစ်တတ်တာပေါ့ဒီတက်မှာတော့အဲ့လိုမျိုးပေါ့เนาะဒါအဖေဘက်ကပါတဲ့သားဖြစ်နေရပေါ့เนาะအဲ့လိုမျိုးလေးဆိုတော့ဒါပေမဲ့လည်းအဲ तू ပါဝင်တဲ့ဆက်ရုပ်ကလေးမှာတော့ तू အကောင်းဆုံးတိုးဆောင်ထားတယ်ဆိုတော့လေအဲ့ဒီပေါ့เนาะအမမချီခင်တည်းက အဒရိုက်တာလည်းကြူပြောထားပါဗါးအကောင်းနေတဲ့ဖုံမင်းပေါ့နော်တော်တယ်ပေါ့နော်အဲ့လိုပြောတယ်ဒါပေမဲ့ကိုကကိုကမယုံလေကိုမျက်စိနဲ့တွေ့မှပဲယုံရမှာဆိုတော့ဒါမနဲ့ပြန်တော့စောင့်ကြည့်ရမှာပေါ့အဲ့လိုပြောလို့ဒီစီးပြင်ပြတ်ထိုင်တယ်အထူးစီးတော့တော့ဘုံတားတိုင်းကမားတို့တွဲလိုက်တားအမီတောင်ချာဟုတ်ပီတိဖြတ်ရပါတယ်အာခင်စာကြီးကြော့တာခင်စာကြီးကြော့ထက်ပူတော်တယ် တည်ရမှာပို့ပို့ပြီးတော့အောင်မြင်တယ်ဆိုတာပဲမှကြားချင်မြင်ချင်တာပါဒါအမိတယောက်ရဲ့စန္ဒပေါ့နော်အဲ့တော့အဲ့တော့ကိုသားတော်ဘူးအာကိုသားကြိုးစားတယ်ဆိုရင်ပဲကိုကဝန်တာပီတီဖြစ်နေရတာပါအာအမေအမရဲ့ခြေအရတော့အခုတော့သူနင်းနေပြီပေါ့နော်ဟိုပရိသတ်တွေရဲ့အပိမှုနဲ့သူ့ရဲ့ကံနေစမ်းနေနဲ့စုံတဲ့ခါကျရင်တော့ပို့ပြီးတော့ကိုယ့်ထက်လည်းအောင်မြင်နိုင်တယ်လေမင်းသားဆိုတာမင်းသမီးနဲ့မတူဘူးမင်းသားတယောက်အောင်မြင်ပို့အောင်မြင်တာဘူးเนาะအဲ့တော့အာ ်ကိုရီးယားတော့အဲ့လိုမျိုးပေါ့သားသမီးဆိုတော့အောင်မြင်စေချင်တယ်နောက်ပြီးတော့စူးစမ်းစေချင်တယ်ပေါ့နော်အဲဒါပေမဲ့သူစူးစမ်းနေပါတယ်ဟုတ်တယ်ထပ်တူပို့ကြသွားတာပေါ့နော်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့တားပြတော့ဒါဘလိုလေးမှာကျင်လဲပေါ့နုမြညာနဲ့ပတ်သက်ဘူးဆိုစပြီးရှောင်းနေနေပြီဟုတ်ကဲ့ဟိုဟာပေါ့နော်အကောင်းဆုံးနဲ့အမိထက်တော်တဲ့တားတယောက်ဖြစ်အောင်ကြိုးစားပါလို့ပဲပြောချင်ပါတယ်ရှင်